မြန်မာစစ်တပင်နဲ့ရုပ်ရှင်လောကရဲ့ကနဝင်လူရှင်တော်ကြီးဦးမြတ်သာရိတ်တကြာလောင်းမဲ့မင်္ဂလာပါရှင်ဇပ်ပမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေမြန်မာအနုပညာလောကမှာရေမောတံများစွာကိုဖန်တီးပေးနိုင်ခဲ့တဲ့လူကြီးလူငယ်မယွေချစ်ခင်အားပေးခဲ့ကြတဲ့ကနဝင်လူရှင်တော်ကြီးတူရှိခဲ့ပါတယ်သူကတော့တိတ်မကြတဲ့ခင်ကမှကွလွန်သွားခဲ့ပြီဖြစ်တဲ့လူရှင်တော်ကြီးဦးမြတ်သာပဲဖြစ်ပါတယ် ။ဥမျက်ကြာကမြမစက်တပင်လောကမှာရောရုပ်ရှင်ဗီဒီယိုလောကမှာပါအောင်မြင်မှုတွေများစွာရရှိခဲ့ပြီးပရိသတ်တွေရဲ့ယဉ်ကျေးမှာအမြဲတမ်းနေရယူထားနိုင်ခဲ့တဲ့သူတူပါ။သူကဟာကျလူရှင်တော်သူဆိုပေမဲ့ထွချွန်ကောင်းမွန်တဲ့တယောက်ဆောင်တယောက်ဆိုလဲမမပါဘူး။ဥမျက်တာကမြမစက်တပင်လောကမှာစတင်အခြေစားခဲ့ပေမဲ့ရုပ်ရှင်လောကလည်းကိုရောက်ရှိလာခဲ့တဲ့အခါမှာလဲသူ့ရဲ့ပါရမီကိုချက်မှန်ပြသနိုင်ခဲ့ပါတယ်။ သူပါဝင်တရုတ်ဆောင်ခဲ့တဲ့ရုပ်ရှင်စကားပေါင်းများစွာဟာပြည်သူတွေရဲ့ရင်မောတံကိုစူညံစေခဲ့ပါတယ်။ဟာသစကားတွေမှာဆိုရင်သူ့ရဲ့တရုတ်ဆောင်မှုတွေကပြည်သက်ကိုဘိုင်းနာအောင်ရင်မောစေခဲ့သလိုရုပ်ရှင်စကားတိုင်းမှာသူ့ရဲ့ထူးခြားတဲ့မျက်နှာပေတွေကိုဟန်အမှုရာတွေနဲ့ဟာသပြောဟန်တွေကစကားကိုပုံပြီးပြပြင်စေခဲ့ပါတယ်။ဇလန်းစကွက်တွေထဲမှာသူ့ရဲ့နေရအယူဆကမှန်ကန်လုံးလုံးရုပ်ရှင်လောကမှာပါထိတ်တန်းနေရတစ်ခုကိုရယူထားနိုင်ခဲ့တာပါ။ အထူးသဖြင့်ကတော့ဟာတလူရှင်တော်တူအပြင်ပြည်သက်များစွာရဲ့ရင်ကျဲကိုနေရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ဦးမြတ်သားရဲ့အမှုပညာတက်တန်းတစ်ချောင်းလုံးမှာသူ့ရဲ့အကြီးကအားတချက်ကတော့ပြည်သက်တွေကိုရေမောပျော်ရွှင်အောင်ဖန်တီးပေးနိုင်တဲ့သူ့ရဲ့မွေးရပါဟာတမြန်မာပဲ။စကလုံးအမြောင်များနဲ့ရေအောင်ပြောတာမျိုးမဟုတ်ဘဲတူတူတုံတုံနဲ့ထိထိမိမိပြောဆိုနိုင်တဲ့ပင်ကိုညာကသူ့ကိုထူးခြားစေခဲ့ပါတယ်။စင်ပေါ်မှာဖြစ်စေ ကင်မရာရှိမှဖြစ်စေသူပေါ်လာတာနဲ့အတင်ပရိသတ်တွေကပြုံးစစ်စစ်ဖြစ်လာကြပြီးသူ့ရဲ့စကားနဲ့ကြားလိုက်တာနဲ့တခဲနဲ့အရင်မောကြတာဟာသူ့ရဲ့အနုပညာစွမ်းရည်ကိုချုပ်ပေါ်ပြတ်ကျနေခဲ့တာပါ။ဦးမြတာကမြမဆက်တပင်းနဲ့ရိုးရဟာတဟန်ပန်တွေကိုချင်းတင်းရင်ခင်းနဲ့အညီပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့အနုပညာရှင်တူဦးဆိုရင်လည်းမှန်မှားပါဦး။ဦးမြတာရဲ့အနုပညာခရီးကသူတယောက်တည်းရဲ့စွမ်းဆောင်ရည်တော်မကဘဲသူနဲ့အတူ ။တွဲပတ်အညီညီတရုတ်ဆောင်ခဲ့ကြတဲ့လူရှင်တော်တငယ်ချင်းတွေကြောင့်လည်းအောင်မြင်မှုတွေပုံပုံရရှိလာခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်နဲ့ရုရှင်လောကမှာလူရှင်တော်ကြီးတွေကတူးနဲ့တူးဖြစ်စည်းပေးပြီးကွန်ရက်သက်ပွဲဟာတာတွေဖန်တီးကြတာပါ။ဥမြတားကလည်းနမေကျော်လူရှင်တော်ကြီးတို့ဖြစ်ကြတဲ့ဥညောင်ညာဥချစ်စရာဥချစ်ဆန်အစာရှိတဲ့အနုပညာရှင်များစွာနဲ့လက်တွဲခဲ့ပြီးတူးနဲ့တူးဟာသမြောက်ရေစရာတွေဖန်တီးနိုင်ခဲ့ကြပါတယ် သူတို့ရဲ့ကြွယ်ပန့်ညီမှုတွေကပြည်သူတွေကြားမှာအကြီးအကျယ်ရေပန်းစားခဲ့ပြီးသူတို့ရဲ့ဟာကြတွေစကားစစ်ထုံးမှုတွေကယနေ့အချိန်အထိပြည်သူတွေရဲ့အမှတ်ဉာဏ်ထဲမှာစွဲတင်ကြရင်ခဲ့တော့မှာပဲ။ ဥပမာအပြင်ဇက်ကွန်ပေါ်မှာတူဦးကစားလိုက်တဲ့ဟာသကိုနောက်တူဦးကလိုက်ဖြည့်ပြီးပြိသက်ကိုရင်မောစေနိုင်တဲ့သူတို့ရဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကအံ့ဩစရာကောင်းလောက်အောင်လိုက်ပတ်ညီခဲ့ပါတယ်။ဒီလိုမျိုးကြွယ်ပတ်ညီမှုတွေကြောင့်လဲသူတို့ရဲ့ဖြောပြမှုတိုင်းကပြိသက်တွေရဲ့အားပေးမှုအခိုင်အမာရရှိခဲ့ပြီးမြမဟာသတမိုင်းမှာရွှေရောင်စလုံးတွေနဲ့အမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဦးမြင့်တာကွယ်လွန်သွားခဲ့တာကမြမအနုပညာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေမဲ့ သူဖန်တီးခဲ့တဲ့ရေဘောတန်တွေနဲ့အနုပညာအမွေအနှစ်တကာတော့ခြောက်ရရှင်တန်နေမှာပါပရိတ်သတ်ကြီးတို့ရောတစ်ချိန်ကရေမောပျော်ရွှင်အောင်ဟာသရီနဲ့စွမ်းဆောင်ပေးခဲ့တဲ့ လူရှင်တော်တရုတ်ဆောင်ကြီးဦးမြတ်တာကိုဒရေရမိကြတယ်လားဆိုတော့ပြောပြတော့ကြပါဦးနော်